မြန်မာနိုင်ငံမှာရှိတဲ့နမည်ဇိုးနဲ့ကြော်ကြားတဲ့ KK Pack တနည်းအားဖြင့်ကဘာတိစိုက်ပါလိန်လယ်မှုတွေရဲ့ဘိုးချမ်းမာကြီးတစ်ခုဟာအခုဆိုရင်အကြီးအကျယ်ဗယံပရာအခြေအနေနဲ့ရင်ဆိုင်နေရပါပြီ။မကြသေးခင်ကပဲမြန်မာစစ်တပ်က DKK Pack ကိုပြစ်မှတ်ထားပြီး drone တွေဖောက်ခွဲရေးပစ္စည်းတွေအုံပြုကရပ်ပောင်းများစွာပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေရာကနေမီးတောက်တွေအကြီးအကျယ်ထထောက်လာပြီးမိဂိုလုံးကြီးတွေဟာလေတုတဲကိုပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုရဲ့တုံ့ခံမှုတွေဟာ နေစစ်တပ်ကံကထိုင်းနိုင်ငံကနေတောင်တိတိတတ်တာခံစားခဲ့ရတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လိန်လယ်မှုဂန်းကြီးတွေဟာအကြီးအကျယ်ထိခိုက်ဆုံးရှုံးသွားခဲ့ပါတယ်။နိုင်ငံတကာရဲ့ဖိအားပေးမှုတွေတိုးမြင့်လာတာအထူးသဖြင့် American ပြည်ထောင်စုရဲ့ဂျားဝင်ဆွတ်ဖက်မှုတွေကြောင့်မြန်မာစစ်တပ်ဟာ KK ဘက်ကိုအလဲငိုက်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။အော်တိုဘားလ24ရက်နေ့ညနေ6:00ခွဲလောက်မှာမြန်မာထိုင်းနေဆက်မြောက်ရီဒေသမှာတည်ရှိတဲ့ KK ဘက်အဆောက်အုံတွေကိုမြန်မာစစ်တပ်ကဖောက်ခွဲပစ်ခဲ့ပါတယ်။ ရပ်ပေါင်းများစွာပုံကျဲတက်ခိုက်ခံရပြီးနောက်မှာတော့အနည်းဆုံးလူတထောင်ကနေ2000လောက်ဟာထိုင်းနိုင်ငံဘက်ကိုအသက်လူထွက်ပြေးခဲ့ကြရပါတယ်။ထွက်ပြေးလာသူတွေထဲမှာတရုတ်နိုင်ငံသားတွေနဲ့အိန္ဒိယနိုင်ငံသားတွေအများအပြားပါဝင်နေတာကိုတွေ့ရပါတယ်။အွန်လိုင်းပေါ်မှာပြန့်နေနေတဲ့ဗီဒီယိုတွေထဲမှာဆိုရင်လူတွေဟာခီးဆောင်အိတ်တွေကိုအသေးအံဆွဲပြီးတချို့ကစပိန်တွေစီတချို့ကခြေလင်းလျှောက်ပြီးဘေးလွတ်ရာကိုထွက်ပြေးနေကြတာကိုတွေ့ရပါတယ်။တချို့ဆိုရင်အသက်ရှင်ဖို့အတွက်မြစ်ထဲကိုခုန်ချပြီး ထိုင်းနိုင်ငံဘက်ကိုကူးခတ်ထွက်ပြေးခဲ့ရတာမျိုးတော်ရှိပါတယ်။ဒီမြေခွင်ဟာဒုက္ခတဲ့အကျက်တဲ့ refugee crisis တခုနဲ့တော်တော်လေးကိုဆင်တူနေပါတယ်။ထိုင်းအာဏာပိုင်တွေကတော့နေဆက်ဖြတ်ကျော်ဝင်ရောက်လာသူတွေလာမယ့်ရက်တွေမှာပုံမများပြားလာနိုင်တယ်လို့မျှော်လင့်ထားပြီးသူတို့ကိုလက်ခံဖို့ယာယီခိုလုံရေးစခန်းတွေနဲ့ကြိုတင်ပြင်ဆင်ထားရပါတယ်။အော်တိုဘာလ22ရက်နေ့ညကနေ23ရက်နေ့မနက်ပိုင်းကရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုမှာဆိုရင်လိန်လေသူတွေလို့တန်တရာရှိသူအုပ်စုကြီးတစုကို ဖမ်းဆီးတက်ကဖမ်းဆီးနေတာကို တွေ့ရပါတယ်။ကြားဗီဒီယိုတွေမှာလည်းတချိန်ကအရင်စီကားခဲ့တဲ့ KK ဖက်ကစစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွေကြောင့်အခုခါမှာအပြည့်အစည်ပုံကြီးအဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတွေ့နိုင်ပါတယ်။မြန်မာစစ်တပ်ကတော့ဒီစစ်စင်ရေးဟာတယ်လီကွန်လိမ်လည်မှုတွေကိုအမြင့်ဖြတ်ရှင်းလင်းဖို့သူတို့ရဲ့တန်တိတ်တံကိုပြက်ပြက်တတပြတ်တလိုက်တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အော်တိုဘားလ28ရက်နေ့ကထွက်လာတဲ့သတင်းတစ်ပုဒ်ကတော့အလုံးကိုအံ့အားသင်စေခဲ့ပါတယ်။ ဘုံကျဲတိုက်ခိုက်မှုတွေရှိနေပေမဲ့လေဒေတာခန်တို့ရဲ့ပြောကြားချက်အရအဲ့ဒီ area တွေမှာတခြားလိမ်လည်မှုနေရာ scan pack စေကူကြော်လောက်ကပုံမှန်အတိုင်းဆက်ပြီးလေပတ်နေတော့ပဲလို့ဆိုပါတယ် KK ဘက်ကနေထွက်ပြေးလွတ်မြောက်သွားတဲ့လိမ်လည်သူတွေကအဲ့ဒီတခြားလိမ်လည်မှု scan တွေစေကူပြောင်းရွှေ့သွားကြပြီးအဲ့ဒီနေရာတွေမှာ internet နဲ့ကောင်းကောင်းမွန်မွန်တုံးလို့ရနေတော့ပဲလို့ဝန်ထမ်းတွေကသတင်းပို့ကြပါတယ်မြန်မာထိုင်းနေဆက်ကရင်ပြည်နယ်အရှိတောင်ပိုင်းက မိုးမြင့်မြဝရီတကြောမှာတခြားဒီလိုနေရာတွေဒါဇင်နဲ့ချီပြီးဆက်လက်လေပတ်နေတော့မှာ KK Pack ဆိုတာအများကြီးတဲ့ကတခုပဲဖြစ်ပါတယ်ဒီနေရာတွေဟာ cyber ရာဇဝတ်မှုတွေနဲ့လူကုန်ကူးမှုအတွက်အထူးကဘိုးချက်တွေ ဖြစ်လာခဲ့တာပါဒီနေ့မျိုးကိုနိုင်ငံတကာကစတင်တတိထားမိလာတာကတော့ဒီနေ့အစောပိုင်းမှာတရုတ်တရုတ်ဆောင်ဝန်ချင်းပြန်ပေးဆွဲခံရပြီးမြဝရီကိုလူကုန်ကူးခံရတဲ့ကိစ္စကနေစတင်ခဲ့တာပါအော်တိုဘာလ20ရက်နေ့မှာမြန်မာအစိုးရကသူတို့စစ်တပ်ဟာ ကီကီပတ်ကိုအလေးငိုက်ဝင်စည်းခဲ့ပြီးစတာလင်ဂျိုဒူဆလောင်30ကိုတင်ဆက်ရမိခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။တပြိုင်နက်တည်းမှာပဲထိုင်းရဲတွေကလည်းမြောက်ရီဘက်ကိုဦးတည်နေတဲ့ထရက်ကာတစီပေါ်ကနေစတာလင်ဆလောင်60ကိုကြားဖြတ်ဖမ်းဆီးရမိခဲ့ပါတယ်။အနာပိုင်တွေကဒီဆက်ပစ္စည်းတွေဟာလိန်လယ်မှုပန်းကြံတွေမှာအသုံးပြုဖို့ရည်ရွယ်တယ်လို့တန်တရားရှိနေပါတယ်။အော်တိုဘားလ21ရက်နေ့မှာတော့ Elon Musk ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီကမြန်မာနိုင်ငံကလိန်လယ်မှုကြားဖြတ်အုပ်စုတွေအသုံးပြုနေတဲ့ Starlink စပစ်စီ2500ကျော်ရဲ့ဂျိုဒူဆက်သွယ်ရေးလိုင်းတွေကိုဖျက်တောက်လိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ Starlink နည်းပညာဟာဒီကြားပြန့်လုပ်ငန်းတွေကိုအင်တာနက်အဆက်အသွယ်မရရှိတဲ့နေဆက်ဒေတာတွေမှာတောင်ကောင်းကောင်းမွန်မွန်လေပတ်နိုင်အောင်လှုပ်ဆောင်နိုင်စေခဲ့တယ်လို့တက်ကြွလှုပ်ရှားသူတွေကအစိုးပိုင်းကလေးကတတိပေးခဲ့ကြပါတယ်။ SpaceX က Starlink လုပ်ငန်းဆိုင်ရာအကြီးအကဲ Lauren Doria က Starlink ဟာအင်တာနက်မရရှိသူတွေကိုချိတ်ဆက်ပေးနိုင်တဲ့ကောင်းမွန်တဲ့စွမ်းအားတစ်ခုဖြစ်စေဖို့နဲ့ မတမာသူတွေအလွဲသုံးစားလုတာကိုရှာဖွေတားဆီးဖို့ဂရုပြုကြောင်းဆိုရှယ်မီဒီယာမှာထုတ်ပြန်ခဲ့ပါတယ်။ဒီကိစ္စမှာတောင်ကိုရီးယားနိုင်ငံကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အသက်20အရွယ်တောင်ကိုရီးယားကျောင်းသားတဦးဖြစ်တဲ့ဖက်ခါအလုတ်ကင်အတူတခုနဲ့ကမ်ဘောဒီးယားနိုင်ငံကိုလာဖို့သွေးဆောင်ခံခဲ့ရပါတယ်။နောက်တော့ကြားဖြင့်စန်တာမှာအလုတ်လုပ်ဖို့ညှင်းဆန်ခဲ့တဲ့နောက်မှာတော့သူဟာနှိပ်စက်ခံခဲ့ရပြီးဩဂတ်စ်လမှာကမ်ဘောဒီးယားနိုင်ငံ Scott ပြည်နယ်ကတောင်တလုံးအနီးမှာတိုက်စုံလျက်သားပြန်တွေ့ခဲ့ရပါတယ်။အော်တိုဘာလ23ရက်နေ့မှာ တောင်ကိုရီးယားသမ္မတလီဂျီယောင်ကအရှိတောင်အာရှလိန်လယ်မှုဂိုင်းတွေကိုပြင်းထန်တဲ့သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။သူကကိုရီးယားတွေကိုလာမဆန်းနဲ့မဟုတ်ရင်မင်းတို့မိသားစုတွေပျက်စီးသွားလိမ့်မယ်လို့ပြက်ပြက်သားသားပြောကြခဲ့ပါတယ်။အဲဒီနောက်မှာတောင်ကိုရီးယားဟာ UK American တို့နဲ့ပူးပေါင်းပြီးဒီကြားဖြန့်ပြုတ်လို့ရနေရာတွေကိုပြစ်မှတ်ထားတဲ့စစ်စင်ရေးတွေဇက်တိုက်လှုံ့ဆော်ခဲ့ပါတယ်။ အော်တိုဘားလ18ရက်နေ့မှာကမ်ဘောဒီးယားကကြားဖြတ်လုပ်ငန်းတွေမှာပါဝင်နေတဲ့တောင်ကိုရီးယားနိုင်ငံသား64ဦးကိုပြန်လည်ပို့ဆောင်ပေးခဲ့ရပါတယ်။အော်တိုဘားလ22ရက်နေ့မှာလည်းဖနန်ပင်မြို့ကအွန်လိုင်းလိမ်လည်မှုတွေလုပ်နေတယ်လို့တန်တရားရှိတဲ့အဆောက်အုံတစ်ခုကိုဝင်စီးခဲ့ပြီးလူ86ဦးတောင်ကိုရီးယား58ဦးတရုတ်28ဦးကိုဖမ်းဆီးခဲ့ရပါတယ်။ဒီဝင်စီးမှုကိုတောင်ကိုရီးယားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကကိုရိုင်းကိုကြလာရောက်ကြည့်ရှုခဲ့တာကလည်းထူးခြားချက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုကြီးတဲ့နိုင်ငံတကာရဲ့ဖြိုခွင်းမှုကတော့အော်တိုဘာလ14ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ American နဲ့ UK တို့ကကမ်ဘောဒီးယားနိုင်ငံရဲ့ Prince Holding Group နဲ့သူတို့တီထောင်သူချင်းကြီးကိုပူးတွဲတံခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့တာပါပဲ။ဒီအုပ်စုဟာ Telecom လိမ်လည်မှု, Cryptocurrency ခိုးယူမှု,လိမ်ပိုင်းဆိုင်ရာချင်းချမှု,ငွေညှစ်မှုတွေအပါအဝင်ကြီးမားတဲ့နိုင်ငံတကာလိမ်လည်မှု Empire ကြီးတစ်ခုကိုလည်ပတ်နေပြီးခံမှတ်ကြေးအဖြစ် American Dollar 14 Billion ကနေ 15ဘီလီယံထိတန်ဖိုးရှိတယ်လို့စွပ်စွဲခံထားရပါတယ်။ဒါပေမဲ့အထူးစံဆုံးအချက်ကတော့ဒီလင်လယ်မှုတွေကြောင့်အထူးကိစ္စုံနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံကတော့ဒီကိစ္စမှာလုံးဝအသံတိတ်နေခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်းမီဒီယာတွေမှာဒီပိတ်ဆို့မှုအကြောင်းဖော်ပြတာအလွန်အမင်းနှေးပါခဲ့ပါတယ်။ People's Daily သတင်းစာကဒီကိစ္စကိုခဏလေးဖော်ပြခဲ့ပေမဲ့အဓိကအားဖြင့်တောင်ကိုရီးယားကျောင်းသားတေဆုံမှုအပေါ်လူလူရဲ့ဒေါသကိုပဲအာရုံစိုက်ခဲ့ပြီးတိကျအသေးစိတ်သတင်းတပုတ်အနေနဲ့ ်တိတိကျကျဖော်ပြခဲ့တာမဟုတ်ပါဘူး။တခြားနိုင်ငံပိုင်မီဒီယာတွေကလည်းဒီသတင်းကိုလုံးဝဆက်လက်ဖော်ပြခြင်းမရှိခဲ့ပါဘူး။ KK Pack ဘုံကျဲခံရတဲ့သတင်းနဲ့ဗီဒီယိုတွေတောင်းတရုတ်ဆိုရှယ်မီဒီယာတွေဘောကနေဖျက်ဆီးခံခဲ့ရပါတယ်။တရုတ်နိုင်ငံသားအများပြားဒီကြားဖြန့် scan တွေတဲ့ကိုတွေးဆောင်ခံခဲ့ရပေမဲ့သူတို့ကိုကဲတင်ဖို့ကြိုးပမ်းမှုအနေချင်းပဲရှိခဲ့တာကို online ဝေဖန်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။တရုတ်အစိုးရဟာအတန်ကြေကြေနဲ့ညင်ညာချက်တွေပဲအမြဲထုတ်ပြီး လက်တွေ့လှုပ်ဆောင်မှုဘာမှမရှိဘူးလို့ဝေဖန်လောင်ပြောင်ခဲ့ကြပါတယ်။ February လတုန်းကပြန်ပေးဆွဲခံရသူရဲ့မိသားစုဝင်တဦးကတရုတ်လူမှုကွန်ရက်ပေါ်မှာအကူအညီတောင်းတဲ့ post တစ်ခုကိုတင်ခဲ့ပါတယ်။သူမိသားစုဝင်ဟာကမ်ဘောဒီးယားကတရုတ်လူမျိုးအများပြားရှိနေတဲ့နေရာတစ်ခုကိုလူကုန်ကူးခံခဲ့ရတာပါ။မိသားစုရဲ့ပြောကြားချက်အရတရုတ်နှစ်သက်ကိုကာလအတွင်းမှာတရုတ်နိုင်ငံသားတဦးအဲ့ဒီစခန်းထဲမှာအသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ကမ်ဘောဒီးယားအာဏာပိုင်တွေကဝင်ရောက်စုံစမ်းစစ်ဆေးပြီး တောင်ကိုရီးယားနိုင်ငံသားတွေကိုကယ်တင်ခဲ့ပေမဲ့တရုတ်နိုင်ငံသားတဦးမှမလွတ်မြောက်ခဲ့ဘူးလို့ဆိုပါတယ်။2025ခုနှစ်ဇန်နဝါရီလမှာတရုတ်တရုတ်ဆောင်ဝမ်ချင်းဟာမြောက်ရီဒေသကိုတွေးဆောင်ခေါ်ယူခံခဲ့ရပေမဲ့ကံကောင်းစွာနဲ့လွတ်မြောက်ခဲ့ပါတယ်။ဝီဘိုသုံးဆွဲသူတဦးကပိတ်မိနေသူတွေရဲ့အချက်လက်တွေကိုစုဆောင်းဖို့ကြိုးစားခဲ့ရမှာအကူအညီတောင်းဆိုမှုပေါင်းတထောင်ကျော်ချက်ချင်းရောက်လာခဲ့ပေမဲ့အဲ့ဒီစာရွက်စာတမ်းကိုတရုတ်အင်တာနက်ပလက်ဖောင်းတွေပေါ်ကနေရပ်ပိုင်းတွင်ဖြုတ်ချခံခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Twitter သုံးဆွဲသူတဦးကဒီလိုမှတ်ချက်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံကကြားဖြန့်စကမ်းတွေကတရုတ်တွေကိုပဲအဓိကဒုက္ခပေးနေတာဘာလို့တရုတ်အစိုးရကဘာမှဝင်မလုပ်တာလဲ။တချို့ကပြောနေကြတာကထိတ်တန့်အရာရှိကြီးတွေကိုယ်တိုင်ဒီလိန်လယ်မှုအုပ်စုတွေနဲ့ပတ်သက်နေတယ်လို့တောင်ဆိုနိုင်ပါတယ်။အခု American ဝင်လာမှာပဲထိရောက်တဲ့လုပ်ရက်တွေမြင်လာရတယ်။ကဘာကြီးအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး American ကိုပို့ပြီးအားကိုးဖို့လိုအပ်နေတယ်လို့ဆိုသွားပါတယ်။ 2022ခုနှစ်တုန်းကလည်းတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေရှိတဲ့ခီးတော်ကုမ္ပဏီပိုင်ရှင် CEO ဟီလင်ဟာဖိုင်းနိုင်ငံကို အလေးလာရင်းလေစိတ်ကအထက်မှာအေးစိတ်ခက်ခံရပြန်ပြီးဆွေးခံရပြီးမြန်မာပြည်ကို ရောင်းစားခံခဲ့ရပါတယ်။သုံးလကြာကြာအချင်းချခံရပြီးနောက်သူဟာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ကြားဖြန့်လုပ်ငန်းတွေကြောင်းဖွင့်ချတဲ့ဗီဒီယိုတစ်ခုမှာသူကဒီလိုပြောကြားခဲ့ပါတယ်။ငါကိုယ်တိုင်တွေ့ကြုံခဲ့ရတာကြားဖြန့်လုပ်ငန်းပိုင်ရှင်တွေအားလုံးကတရုတ်တွေပဲ။ ီကုမ္ပဏီတွေအားလုံးကိုလည်းတရုတ်တွေကပဲလုပ်နေတာလို့ဆိုပါတယ်။လိန်လယ်မှုစကမ်းများရဲ့အတွင်ပိုင်းအခြေအနေဒီလိန်လယ်မှုလုပ်ငန်းမြန်မာမှာတော့ကြာပြန်လို့လူသိများတဲ့ဒီဒုစရိုက်လုပ်ငန်းတွေဟာတရုတ်ရာဇဝတ်ဂိုင်းတွေကနေကာလရှိကြထိန်းချုပ်ထားတာဖြစ်ပါတယ်။သူတို့ဟာအချစ်ဆက်လန်အတုတွေရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့တောင်းကောင်တွေကိုလိန်လေကြပြီးတကာတရံမှာတရဝင်းအလုတ်ခေါ်စာတွေနဲ့နိုင်ငံခြားသားတွေကိုသွေးဆောင်ခေါ်ယူကြပါတယ်။သူတို့ထောင်ချောက်ထဲ ဆိုင်ဆိုင်မြိုင်မြိုင်ဝင်လာတဲ့တားကောင်တွေကိုအကျဉ်းချထားပြီးနှိပ်စက်ကရာဇဝဲမှုတွေကျူးလွန်ဖို့အတင်းအကျပ်ခိုင်းစေပါတယ်။လိန်လယ်မှုစကန်တခုတွင်းကရိုက်ကူးထားတဲ့ဗီဒီယိုတခုအရသူတို့လိန်လယ်ဖို့အတွက်သတ်မှတ်ထားတဲ့တားကတ်မပြည့်မီသူတွေကိုလူအများရှေ့မှာဝိုင်းဝန်းရိုက်နှက်ပြပါတယ်။တက်ကတလဲလဲခိုင်းတဲ့အတိုင်းမလုံနိုင်တဲ့သူတွေကိုတော့ကိုတွင်းအင်ကာထုတ်ယူဖို့အတွက်ပင်လေပြင်ကခွဲစိတ်တင်းမော်ရီစီကိုရောင်းစားပစ်တယ်လို့ဆိုပါတယ်ဇန်နဝါရီလတုန်းကအွန်လိုင်းသုံးဆွဲသူတအုပ်ဟာ ဒရုန်းကိုအသုံးပြုပြီးမြောက်ရီက KK Park ရဲ့မြင်ကွင်းကိုရိုက်ကူးခဲ့ပါတယ်။ဒီ area ကိုအလုံးချုံထူထပ်စွာစောင့်ကြပ်ထားပြီးမျောစင်တွေစူးကျိုးတွေနဲ့ကာယံထားတာကိုတွေ့ရှိရပါတယ်။အတွင်းလူတအူးကတော့ဒီအရှိတောင်အရှလိန်လယ်မှု scan တွေဟာတရုတ်ရဲ့ရဝန်းနဲ့လမ်း Belt and Road စီမံကိန်းနဲ့နီးနီးကပ်ကပ်ဆက်ဆံနေပြီးဒါဟာတရုတ် Communist Party CCP ရဲ့ထိတ်တန့်အတိုင်းဝိုင်းနဲ့သူတို့မိသားစုတွေကိုအကျိုးမြတ်ဖြစ်ထွန်းစေတဲ့စီမံကိန်းကြီးရဲ့ဒစိတ်တပိုင်းဖြစ်နိုင်တယ်လို့တောင်သုံးသပ်ပြောဆိုခဲ့ပါတယ်။ ြန်မာစစ်တပ်ကမြောက်ရီလိန်လယ်မှုစခန်းတွေကိုပုံကျဲတိုက်ခိုက်ခဲ့တဲ့ပေါ်တရုတ်အွန်လိုင်းဝေဖန်သူတွေကဒီလိုအရှုံးပေါက်ခဲ့ကြပါတယ်။တရုတ်တိုင်းရင်းစေ့ကိုနှစ်ပေါင်းများစွာတောင်းနေခဲ့ရပြီးအနောက်တိုင်းစေ့တလုံးထိုးလိုက်တော့မှအလုဖြစ်သွားတယ်ဆိုပြီးလောင်ကြပါတယ်။သူတို့ဆိုလိုတာကတော့တရုတ်ဆိုရကနှစ်ပေါင်းများစွာစကားတွေပဲပြောပြီးညှိနှိုင်းနေခဲ့ပေမဲ့အမေရိကန်ကပိတ်ဆို့မှုတွေချမှတ်လိုက်တဲ့အခါမှာတော့ဒီကြားဖြန့်စကန်တွေက ဖန်စီထားသူတွေကိုပြန်လွတ်ပေးလာဖို့ကိုဆိုလိုတာပါ။ ။တချို့ကတော့ဒီပေါက်ကွဲမှုတွေဟာတသက်ကံပစ္စည်းတွေကိုဖျက်ဆီးဖို့ကြိုးပမ်းမှုဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်။ဒီရာဇဝတ်ကွန်ရက်ကြီးရဲ့ဗဟိုချက်မှာရှိနေသူကတော့ကမ်ဘောဒီးယား Prince Holding Group ကိုတည်ထောင်သူချင်ကြီးပါပဲ။ American တရားရေးဌာနရဲ့တရားစွဲဆိုခြင်းကိုခံထားရတဲ့သူဟာသူ့ရဲ့နနေပြီးဩဇာကြီးမားတဲ့နောက်ခံကြောင့်လူအများရဲ့စိတ်ဝင်စားမှုကို ခံနေရသူပါ။အသက်38နှစ်အရွယ်ချန်ဂျီဟာတရုတ်နဲ့ကမ်ဘောဒီးယားနိုင်ငံသားအပါအဝင်နိုင်ငံသားများစွာကင်ဆောင်ထားသူပါ။ တရုတ်နိုင်ငံဖူကျက်မှာမွေးဖွားခဲ့ပြီးနောက်ပိုင်းမှာတော့ကမ်ဘောဒီးယားနိုင်ငံသားဖြစ်လာကဒစ်ဆိုတဲ့မင်းမှုတန်ပွဲတော်ချင်းမြင့်ခံခဲ့ရပါတယ်။ရှစ်တန်းတောင်မအောင်ခဲ့တဲ့တီယာဇဝက်အုပ်စုခေါင်းဆောင်ဟာ CCP ကထိတ်တန့်အရာရှိကြီးတွေနဲ့ပတ်သက်ဆက်နွယ်နေပါတယ်။ American ကဒီမိုကရေစီလှုပ်ရှားသူတဦးရဲ့ဖွင့်ကြကြအရချင်းချီယာရှီကျင့်ဖင်ရဲ့ယင်းဤတဲ့မဟာမိတ်တဦးဖြစ်တဲ့ဝမ်ချွန်မင်ရဲ့ဇနီးရဲ့တူတော်ဆက်သူဖြစ်တယ်လို့ဆိုပါတယ်။သူဟာ CCP တဲက ်ဖူကျန့်ဂန်းရဲ့ဒနာဥစ္စာတွေနဲ့ချီကျင့်ဖျင်ရဲ့အမဖြစ်သူချီချောင်ချောင်ရဲ့ပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲပေးနေရသူဖြစ်ပြီးငွေကြီးခဝချမ်းမှုရေဟာသူ့လုပ်ငန်းရဲ့အတိတ်အစိပ်ပိုင်းဖြစ်တယ်လို့ဆိုပါတယ် Prince Holding Group မှာအလုပ်လုပ်ခဲ့ဘူးတဲ့တရုတ်ထောင်လိုင်းရဲ့အရာရှိအောင် Eric ရဲ့ဖွင့်ချချက်အရချင်းချီဟာတရုတ်နိုင်ငံရဲ့နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန MSS နဲ့ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန MBS ကထိတ်တန့်အရာရှိတွေနဲ့အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့သိရှိရပါတယ် Eric Prince Group ဟာတရုတ်ရဲ့ဖြိုခွင်းရေးပြစ်မှတ်မဟုတ်ပဲနိုင်ငံရဲ့လျှို့ဝှက်စစ်စင်ရေးတွေမှာနက်နက်ရှန်ရှန်ပူးပေါင်းပါဝင်နေတဲ့မိတ်ဖက်တူဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။ Prince Group ဟာကမ်ဘောဒီးယားနဲ့အရှိတောင်အာရှမှာတရုတ်ရဲ့လျှို့ဝှက်လှုပ်ဆောင်မှုတွေအတွက်အရေးအကြီးဆုံးကိုယ်စားလှယ်ကုမ္ပဏီတွေတဲကတူဖြစ်လာခဲ့ပါတယ်။ American တရားရေးဌာနကထုတ်ပြန်တဲ့စာရွက်စာတမ်းတွေအရချန်ဂျီကိုတရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ကကာကွယ်ပေးထားပြီး သူဟာတရုတ်ရဲ့မတမာတဲ့လုပ်ရက်တွေအတွက်နာမည်ခံပေးနေရသူတစ်ယောက်ဖြစ်နေပါတယ်။အန်အွန်ဆီယာကကမ်ဘောဒီးယားဆိုင်ရာတရုတ်တမ်းမကြီးဝမ်ဝမ်ပင်ကိုရိုင်း Prince Holding Group ရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့ပြီးပေကျင်းကြက်ချင်းဒီအသင်းကတော့တရုတ်စုစီကိုအလေပတ်သွားရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်မီဒီယာအများပြားကဒီကုမ္ပဏီကိုချီးကျူးထောက်ခံရေးသားခဲ့ကြပါတယ်။ဒါပေမဲ့ချန်ချီနဲ့ Prince Group တို့ဟာနိုင်ငံတကာရာဇဝတ်ဂန်းကြီးတစ်ခုဖြစ်ကြောင်းပေါ်ပေါက်လာပြီးနောက်မှာတော့ ဒီဆောင်ပါအများစုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။တရုတ်အစိုးရဟာဒီအုပ်စုရဲ့ရာဇဝတ်မှုတွေကိုဖွင့်ချထားတဲ့ဆိုရှယ်မီဒီယာ post တွေနဲ့မှတ်ချက်တွေကိုလိုက်လံဖျက်ဆီးနေပါတယ်။တရုတ်အင်တာနက်သုံးစွဲသူတွေကတော့ဒါဟာတရုတ်စိုက်ဘာစီမံခန့်ခွဲရေး Cyber Space Administration ရဲ့စင်စာပိတ်တဲ့လုပ်ရဖြစ်ပြီးတရုတ်အစိုးရက Prince Holding Group ကိုတိုက်ရိုက်ကာကွယ်ပေးနေတာဖြစ်တယ်လို့သုံးသပ်ကြပါတယ်။ American ကဒီလိန်လယ်မှုဂိုင်းတွေစီကနေဒေါ်လာ15ဘီလီယံကိုသိမ်းဆည်းပြီးနောက် ကဘာလုံးဆိုင်ရာတားကောင်တွေအတွက် ပြန်အန်ငွေ page victims refund page တခုကိုဖွင့်လှစ်ခဲ့တယ်လို့သတင်းထွက်နေပါတယ်။ဒါတရုတ်အစိုးရရဲ့လုပ်ရက်နဲ့ကြီးမားတဲ့ကြွားချမှုကိုပြသနေပါတယ်။တရုတ်အစိုးရဟာအကျင့်ပြက်အရာရှိတွေစီကဘီလီယံချီသိမ်းဆည်းခဲ့ပေမဲ့အဲ့ဒီပတ်စံတွေပဲရောက်သွားလဲဆိုတာပွင့်လင်းမြတ်တာမှုမရှိခဲ့ပဲလိမ့်လေခံရသူတွေလည်းယောကြီးလုံးဝပြန်မရခဲ့ပါဘူး။ Asia Finance ရဲ့အစိုးရချင်းကြီးအားပိုင်ဆိုင်မှုဒေါ်လာ ဘီလီယံ100ကျော်နဲ့တရုတ်ရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နိုင်ပြီးအမေရိကန်ကသိမ်းဆည်းရမိတဲ့15ဘီလီယံဟာအသေးအမွှားလေးပဲရှိပါသေးတယ်။ဝေဘန်33ကတော့ Prince Group အပေါ်ကိုပိတ်ဆို့မှုတွေနဲ့မြန်မာတိုင်းနယ်ဇက်ကကြားဖြန့်စကမ်းတွေကိုဘုံချေတိုက်ခိုက်မှုတွေက CCP ဟာဒီယာဇဝစ်လုပ်ငန်းတွေမှာနက်နက်ရှင်ရှင်ပါဝင်ပတ်သက်နေတယ်ဆိုတာကိုညွန်ပြနေတယ်လို့ဆိုပါတယ်။ဒီပိတ်ဆို့မှုတွေနဲ့ဘုံချေမှုတွေကဒီကြားဖြန့်ပြဿနာကြီးကိုယာယီဖြေရှင်းနိုင်ပေမဲ့ အရင်ခံပြဿနာတွေကိုမဖြေရှင်းပေးနိုင်ပါဘူး CCP အာဏာရှိနေသမျှကမ္ဘာလုံးဆိုင်ရာမတည်ငြိမ်မှုတွေဆက်ဖြစ်နေအောင်ပါ CCP ကိုဖယ်ရှားနိုင်မှသာဒီတယ်လီကွန်လိမ်လည်မှုဆိုတဲ့ကပ်ဘေးကြီးကိုအမြင့်ဖြတ်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်လို့သုံးသပ်ပြောဆိုမှုတွေလည်းရှိနေပါတယ်